ုံးမဲ့မြင်ကြပါရှင်။ဒီနေ့ဗီဒီယိုလေးကတော့ BNM ရဲ့အလုတ်ကန်ခွင်လန်းနဲ့နေထိုင်မှုစရိတ်အကြောင်းကို ပြပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။ BNM မှာနိုင်ငံသားသားတွေလုတ်ခွင့်ရှိတဲ့အလုတ်အကန်၅မျိုးရှိပါလိမ့်ရှင်။အဲ့ဒီအလုတ်ကန်တွေကတော့အစိုးရအဖွဲ့အစည်းတွေမှာလုတ်ကန်ရတဲ့အလုတ်တွေပညာရေးနဲ့ဥပဒေရေးရာဆိုင်ရာအလုတ်တွေ စိုက်ပျိုးရေးနဲ့တဘာဝပတ်ဝန်းကျင်ထင်ထင်ရေးအလုပ်တွေပေယူဖို့ဆောင်ရေးအလုပ်တွေကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာအလုပ်တွေပဲဖြစ်ပါလိမ့်ရှင်။ VNM မှာနိုင်ငံခြားသားတွေအတွက်အလုပ်ရလည်တဲ့ level တွေကတော့ engineer နဲ့ IT နိုင်ငံခြားဘာသာသင်တဲ့ဆရာ Digital Marketing and Graphic Design Tourist Industry Freelance Online Jobs Work from Home လိုမျိုးကို VNM မှာနေပြီးနိုင်ငံခြားကအလုပ်တွေကိုလုပ်လို့ရပါလိမ့်ရှင်။ထီရောင်းတာ၊စိုင်းကင်ထားတာ၊ချက်ပြုတ်ရောင်းတာလိုလုပ်ငန်းတွေကိုလည်းနိုင်ငံခြားသားတွေလုပ်ကြပါလိမ့်ရှင်။ ီယက်နမ်ရဲ့နေထိုင်မှုဇေယျကတော့ဖန်နွိုင်းနဲ့ဟိုချီမင်းစီတီတွေမှာမြို့လယ်ဆိုရင်အပါမန်ငါးကားကတလားကိုဒေါ်လာ400နဲ့ဒေါ်လာ900ကျားမှာ ရှိပါတယ်ရှင်။မြို့ပြင်ဘက်မှာဆိုရင်တော့တလားကိုဒေါ်လာ150ကနေဒေါ်လာ900ကျားရှိပါတယ်ရှင်။ ဗနန်းနဲ့နက်ထရန်လိုမျိုးမျိုးတွေမှာတော့တစ်လောင်းကိုဒေါ်လာ200နဲ့ဒေါ်လာ400ကျောင်းမှာရှိပါတယ်ရှင်။အစားတောင်းနေနေရတော့ကိုယ်တိုင်ချက်စားတာက ပိုပြီးတက်တာပါတယ်ရှင်။အပြင်ကသူတို့ local ဆိုင်တွေမှာဝယ်စားမယ်ဆိုရင်တော့ဒေါ်လာနဲ့2ဒေါ်လာကျောင်းမှာရှိပါတယ်ရှင်။ဒီထက်ဈေးကြီးတာတွေလည်းရှိပါတယ်ရှင်။ကိုယ်တိုင်ချက်စားမယ်ဆိုရင် တနာကိုဒေါ်လာ150ကနေဒေါ်လာ300ကျားကုန်ပိုင်းပါလိမ့်ရှင်။ transportation အတွက်အများအားဖြင့်ဆိုင်းကယ်ကိုပို့သုံးကြပါလိမ့်ရှင်။ bus cb သွားလာရင်လည်းအဆင်ပြေပါလိမ့်ရှင်။ရေတန်းအတွက်တနာကို10ဒေါ်လာကနေ20ဒေါ်လာ internet အတွက်တစ်လကို10ဒေါ်လာကနေ20ဒေါ်လာထိကုန်နိုင်ပါတယ်ရှင်။ အဲ့ဒါကြောင့်လူတယောက်စာအတွင်းနေထိုင်စားတောက်စီကတော့တစ်လောက်ကိုဒေါ်လာ900ကနေဒေါ်လာ1000ထိကုန်နိုင်ပါတယ်ရှင်။ဒါပေမဲ့တငယ်ချင်းနဲ့အခန်းရှယ်နေပြီးအတူတူချက်စာမယ်ဆိုရင်တော့ဒေါ်လာ900ပတ်ဝန်းကျင်ကုန်နိုင်ပါတယ်ရှင်။ဒါကတော့မိမိနေထိုင်စားတောက်မှုပုံစံပေါ်ကိုတည်ပြီးကုန်ကြမှုစီးရေးကွဲပြားနိုင်ပါတယ်ရှင်။ BNM ကိုအလုံးရဲ့နေထိုင်ဖို့ရင်ဆိုင်ရမယ့်အချက်လေးတွေကိုပြောပြပေးသွားပါမယ်ရှင်။ BNM မှာအလုံးလုပ်ဖို့အတွက် visa နဲ့ work permit လိုအပ်ပါတယ်ရှင်။ work permit မရှိရင်တရားဝင် အလုံးလုပ်လို့မရပါဘူးရှင်။ BNM miss ဘာသာစကားသင်ယူထားရင်အလုံးရှာဖို့ပိုလွယ်ပါတယ်ရှင်။ IT နဲ့ business လုပ်ငန်းတွေကဟိုချီမင်းမြို့ပေါ်မှာပညာရေးနဲ့အစိုးရအလုပ်ကိုင်တွေအတွက်ကဟန်နွိုင်းမြို့ပေါ်မှာတို့လက်ဆင်တဲ့ digital nomad အတွက်ဗန်နဲမျိုးပေါ်မှာပို့ပြီးအဆင်ပြေပါလိမ့်ရှင်။အလို့ရှာဖို့အတွက် website တွေကတော့ linkedin vn networks topcv glass.vnm Facebook Job Groups တွေမှာရှာလို့ရပါတယ်ရှင်။ BNM ကိုလာမယ်ဆိုရင်အလောက်ကန်ရှာတဲ့အတွက်နေထိုင်စရိတ်နဲ့အသုံးစရိတ်ကိုသိချာထက်ထွက်ဖို့လိုအပ်ပါတယ်ရှင်။တခြားသိချင်တာတွေရှိရင်လည်း comment မှာမေးပေးထားပြပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။